အလုံးအလုံးဝမင်္ဂလာပါဗျာ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ One Friday Fights 137အတွက်ပွင့်ချင်းကြီးနှစ်ပွဲကိုကြီးညာလာခဲ့တဲ့ One Championship ရဲ့အကြောင်းတွဲဆိုင်အပြောင်းလဲဖြစ်ပြီး Japan Fighter တအူးနဲ့ထိုးတက်သွားမဲ့ Navi ရဲ့အကြောင်းမကြီးပွဲမှာ Alipa Razalock ကိုပွဲသိမ်းပြမယ်ဆိုတဲ့ Christian Lee ရဲ့အကြောင်းနဲ့ Imperial မှာကျင်းပမဲ့ UFC ပြိုင်ပွဲကြီးရဲ့နောက်ဆုံးရအခြေအနေတွေနဲ့ပတ်သက်ပြီး ဒီကနေ့မှာစူးစီးတုံတက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ One Championship ကတော့လာမယ့်ဒီဇင်ဘာလ19ရက်နေ့မှာဂျင်ပါပြုလုပ်သွားမယ်။ One Friday Fights 137အတွက် တွဲဆိုင်တချို့တွေကိုချပြလာခဲ့ပြီးဖြစ်ပါတယ်။ပထမဆုံးတွဲဆိုင်ကတော့ Wayne Muay Thai Fighter Jin အူဖြစ်တဲ့ဆက်ဆန်နဲ့ Park Khun Do ရဲ့ထိတ်တိုက်တွေ့ဆုံကြတဲ့တွဲဆိုင်ပင်ဖြစ်ပါတယ်။ဒီပွဲကသူတို့နှစ်ယောက်ရဲ့တတိယမကြီးပွဲလင်းဖြစ်နေပါတယ်။ ဒါပေမဲ့ရှီမာထူတက်ခဲ့တဲ့နှစ်ပွဲစလုံးမှာတော့ဝမ်ချန်ပီယံရှစ်ခေါင်းစဉ်အောက်ကနေထူတက်ခဲ့ကြတာတော့မဟုတ်ပါဘူးပရမအကျင့်တွေးဆမှုမှာတော့ဆက်ဆံကအနိုင်ရရှိခဲ့တယ်ဆိုပေမဲ့မကြီးပွဲမှာတော့ဖက်ကုန်းကပြန်ပြီးတော့မှအနိုင်ပြတော်နိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီတွဲဆိုင်ကလည်းမကြီးပွဲဖြစ်လာဖို့အတွက်လိုအပ်နေတဲ့တွဲဆိုင်လူလေးပြောလို့ရပါတယ်။သူတို့ရဲ့ထိတ်တိုက်တွေးဆမှုကတော့2014ခုနှစ်တုန်းကဖြစ်ခဲ့တယ်လို့ဇယ်ဆုနှစ်တစ်ခုကျော်ကြာမှ Defender နှစ်ယောက်ရဲ့ တတိယမကြီးပွဲကဖြစ်လာခဲ့ရတာပါဆဆန်ကတော့ဝမ်ချမရှင်မှာဖကွန်ထက်ပူအတွေ့ကြုံများခဲ့တယ်လို့ပူပြီးတော့လည်းအခွင့်ရရခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်ဆဆန်ဟာဝမ်ချမရှင်မှာဆက်တပွဲထိုးတက်ထားပြီးတော့မှဆယ်ပွဲနိုင်တပွဲရှုံးနှင်းခဲ့တဲ့အထိလည်းရလက်တွေကောင်းခဲ့ဖူးပါနဲ့မြန်မာဖိုင်တာဆူလင်းဦးကိုအနိုင်ယူနိုင်ခဲ့တဲ့ပွဲပြီးတဲ့နောက်ပိုင်းမှာတော့ဆဆန်တေးအောင်ရလက်တွေတော်တော်လေးဆူရွာလာခဲ့ရပါတယ်နောက်ဆုံး၃ပွဲဆက်တိုက်အထိကိုလည်းရှုံးနှိမ်ထားခဲ့ရတာဖြစ်ပါတယ် အာစာထံပေါင်းမောင်ထိုင်းနဲ့စွန်ဘလတ်တို့ကို၃ပွဲဆက်တိုက်ရှုံးနေထားခဲ့ရတဲ့ဆက်ဆံအတွက်လည်းဒီပွဲမှာနိုင်ပွင့်ပြန်ရရှိဖို့အတွက်မဖြစ်မနေလိုအပ်နေတဲ့အနေအထားတစ်ခုမျိုးကိုရောက်ရှိနေပါလေ။ဖကုံကမူထိုင်းလောကရဲ့နာမည်ကြီးစန်ချိုင်းကလပ်မှာလိချစ်နေတဲ့ဖိုက်တာတူပင်ဖြစ်ပါလေ။သူကလက်ရှိချိန်မှာအသက်35နှစ်အရွယ်ရှိနေပြီဖြစ်ပြီးတော့အတွေ့အကြုံရင့်တဲ့မွေထိုင်းဖိုင်တာတအုပ်ပဲဖြစ်ပါတယ်။မွေထိုင်းပွဲပေါင်း200ကျော်ထုတ်တက်ထားပြီးနိုင်ပွဲ200နီးပါးရယူထားပါတယ်။ စန်ချိုင်းကလမှာနီးပြဆိုင်ရာတအူးအဖြစ်နဲ့ပါဆောင်ရွက်နေတဲ့သူပဲဖြစ်ပါတယ်။သူကဆူလင်းဦးနဲ့ရိုးရလဝိတုံးကလည်းတကြိမ်တွေ့ဆုံခဲ့ပြီးအဲ့ဒီတုန်းကတော့ဆူလင်းဦးကပဲအနိုင်ယူနိုင်ခဲ့ပါတယ်။ပခွန်တို့ဘက်ကမူထိုင်းပိုင်းမှာချုံကျွေးဆက်ပြမဲဆူပြီးတော့ဆူလင်းဦးကိုစိန်ခေါ်ခဲ့ဘူးကြပါတယ်။ဒါပေမဲ့လည်းဆူလင်းဦးနဲ့ပခွန်တို့ရဲ့တွေ့ဆုံကတော့အမှန်တကယ်ဖြစ်မလာခဲ့ပါဘူး။ ဖခုံဟာဝမ်ချင်မရှိမှနှစ်ပွဲပဲထိုးတက်ထားခဲ့ပြီးတပွဲနိုင်တပွဲရှုံးရက်လကူပိုင်ဆိုင်ထားပါတယ်။နောက်ဆုံးပွဲမှာတော့ Fabio Reis ကိုရှုံးနေထားခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီပွဲကလည်းပြီးခဲ့တဲ့နှစ်စက်တင်ဘာလ3ကဖြစ်ခဲ့တာကြောင့်တနည်းကျော်လောက်ပွဲဝေးထားခဲ့ရပါတယ်။ဒီပွဲရဲ့အခင်းကျင်းကတော့ဆက်ဆံအတွက်နိုင်ပွဲပြန်ရအောင်ဖန်တီးပြီးမဲ့ပွဲမျိုးလို့လည်းပြောလို့ရပါတယ်။ကနဝင်းဖိုင်တာနှစ်ဦးရဲ့မကြီးပွင့်ဖြစ်လို့ပြည်သက်တွေစိတ်ဝင်စားနိုင်တယ်ဆိုပြီးမဲ့ ဖခုံးကပွဲဝေးထားတဲ့အပြင်ဇွမ်းဆောင်ရီကလည်းအကောင်းဆုံးအနေထားမှာမရှိတော့ပါဘူး။ဇိုလင်းဦးအနိုင်ယူထားခဲ့တဲ့ Fabio Rice ကိုပဲရှုံးနေထားခဲ့ရတာကိုကြည့်မယ်ဆိုရင်တော့တိတာနိုင်ပါလေ။ဒါကြောင့်တတိယမကြီးပွဲမှာလည်းဆက်ဆံအနေနဲ့ပဲအနိုင်ရရှိသွားနိုင်ချေပိုများတယ်လို့ပြောလို့ရပါလေ။နောက်ထပ်1 5 5 137အတွက်ကြီးညာလိုက်တဲ့တွဲဆိုင်ကတော့ Time Fighter ဦးရဲ့ထိတ်တိုက်တွေ့ကြမဲ့ပွဲစဉ်တစ်ပွဲပင်ဖြစ်ပါတယ်။ အဲ့ဒါကတော့ Coolab Dam နဲ့ PTT တို့ရဲ့တွဲဆိုင်ပင်ဖြစ်ပါတယ်။ Coolab Dam ကတော့ One Championship မှာပွဲတွေပုံမှန်ထိုးတွက်ခွင့်ရနေခဲ့တဲ့ Fighter တယောက်ပဲဖြစ်ပါတယ်။သူအနေနဲ့က Now U နာဘီတို့လိုထိတ်တန့် Fighter တွေနဲ့ထိုးတက်ခဲ့ဖို့တဲ့အတွေ့အကြုံလေးရှိထားပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်လည်းရလက်တွေကောင်းနေခဲ့ပါတယ်။သူက One Championship မှာနောက်ဆုံး၄ပွဲဆက်တိုက်အထိကိုပါအနိုင်ရရှိထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဖီလစ်လိုပူစွန်ဘလတ်နဲ့ MMA ဖက်ကလာတဲ့ဂျွန်လိုင်နီကန်သူ့ကိုပါအနိုင်ယူပြထားနိုင်ခဲ့တာပဲဖြစ်ပါလေ။နိုင်ပွဲဆက်နေတဲ့ကူလပ်တန်ကိုဝမ်ချမ်ပီယံရှစ်ကတော့ PTT နဲ့ပွဲတဲပြေးလိုက်တာပဲဖြစ်ပါလေ။ကူလပ်တန်ရဲ့ပြန်ဖက် PTT ကတော့ Time Fight မှာပုံစံကောင်းပြတာနိုင်ခဲ့တဲ့အတွက်ဝမ်ချမ်ပီယံရှစ်ကိုရောက်လာခဲ့တာလည်းဖြစ်ပါလေ။ဝမ်ချမ်ပီယံရှစ်မှာတော့ပရိသတ်တွေအများအပြားမြုံလင့်ထားခဲ့ရတဲ့ဖိုက်တာဆိုရင်လည်းမမပါဘူး။ ဝမ်ချမ်ပီယံရှစ်နဲ့ပွဲဦးထွက်မှာတင် PTT တရားပုံစံကောင်းမပြတာနိုင်ခဲ့ပေရှုံနေထားခဲ့ရပြီးတော့ဒုတိယမြောက်ပွဲကျမှပင်မန်လာတက်စတာကို split decision နဲ့ကပ်ပြီးတော့မှအနိုင်ရရှိထားခဲ့ပါတယ် PTT ကတော့ဆွမ်းဆောင်ရဲ့အရာအရင်ကြီးအားရစရာကောင်းတဲ့အနေထားမျိုးတော့ရှိမနေပါဘူးဒါပေမဲ့သူ့အနေနဲ့မူထိုင်းကလပ်အပြောင်းလဲလုပ်ထားခဲ့ပြီးနာမည်ကြီးခြင်းတစ်ခုဖြစ်တဲ့ team မတ်ဒီဇတ်တော့မှပြောင်းလဲနေကျင်နေပါတယ် ဒါကြောင့်ဆွမ်းဆောင်ရည်ပိုင်းကတော့တူတက်ကောင်းမွန်လာမလားဆိုတာကတော့စောင့်ကြည့်ခြင်းစရာကောင်းနေပါလေကုလတမ်ဟာလီပွဲဆက်တိုက်နိုင်ပွဲရရှိထားပြီးသားဖြစ်တဲ့အတွက်ဒီပွဲမှာစာချုပ်ကြီးရဖို့မျှော်လင့်ထားနိုင်တဲ့အနေအထားမျိုးတွေရှိနေပါလေသူအနေနဲ့ PTT ကိုဒါအနိုင်ယူလိုက်နိုင်မဲဆိုရင်တော့ချက်ချင်းစာချုပ်ကြီးကန်လန်ခံရနိုင်ချေလဲရှိနေပါလေလက်ရှိဆွမ်းဆောင်ရည်ပိုင်းအရာရောရလပိုင်းမှာပါကုလတမ်ကပို့ပြီးတော့မှတာနေခဲ့တာကိုလည်းတွေ့ရပါလေ ဒါကြောင့်ဘလူးရလက်ထွက်လာမလဲဆိုတာကတော့ပရိသတ်တွေအနေနဲ့စိတ်ဝင်စားဆက်လက်ဆောင်ကြည့်သွားဖို့လိုအပ်ပါတယ်။1 Friday Fight 137ရဲ့ဂေါန်ပွဲမှာတော့တာဝန်ချိုင်းနဲ့တေယိုဖိုင်တာလျူတူရဲ့ဖက်တာဝိတ်ကစ်ပေါင်းစဉ်တွဲဆိုင်ကိုဂေါန်ပွဲအနေနဲ့နေရပြီးခဲ့ပါလေ။လက်ရှိမှာဆိုရင်လည်းပွဲချန်တွေကိုကြီးညာလာခဲ့တယ်လို့စာချုပ်ရပြီးတာဖိုင်တာတချို့လည်းပါဝင်နေခဲ့ပါလေ။ဒါကြောင့်1 Friday Fight 137ပြိုင်ပွဲက PVP ပုံစံနဲ့ဂျင်းပါမဲ့အခင်းကြီးမျိုးလင်းဖြစ်ပါလေ။ မြန်မာဖိုက်တာတွေအနေနဲ့လည်းဒီပြိုင်ပွဲကြီးမှာပါဝင်လာခွင့်ရမလားဆိုတော့ကိုလည်းဆက်လက်စောင့်ကြည့်တွားရမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့တွဲဆိုင်အပြောင်းလဲဖြစ်ပြီးဂျပန်ဖိုက်တာတဦးနဲ့ထိုးတက်တွားတော့မဲ့နာဗီရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စူပါလက်ကိုအနိုင်ယူနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဘန်နဝိတ်မွေထိုင်းချန်ပီယံတဦးဖြစ်ခဲ့တဲ့နာဗီဟာသူ့ရဲ့ပထမဆုံးချန်ပီယံခပ်ပကောင်ပွဲပွဲအဖြစ်1173မှာထိုးတက်တွားဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ နာဘီကိုဂျိုနာသန်ဟာကတီနဲ့ပွဲတယ်ပြီးထားခဲ့တယ်ဆိုပေမဲ့လည်းဟာကတီဘက်ကနှုတ်ထွက်သွားခဲ့ရတာကြောင့်ဘွဲကပြတ်သွားခဲ့ရပါတယ်။ဝမ်ချမ်ပီယံရှစ်ဘက်ကနာဘီအတွက်ပြိုင်ဖက်အသစ်ရှာပြီးခဲ့ပြီးတော့1173ပြိုင်ပွဲမှာပဲပွဲပြန်လည်စီစဉ်ပေးလိုက်ပါလေ။ဒီဒီခါမှာတော့ခပတ်လူပွဲမဟုတ်တော့ဘဲယူယူတွင်ဆိုင်အနေနဲ့ထိုးတက်သွားရမှာဖြစ်ပါလေ။နောက်ပြီးမွေးထိုင်းခေါင်းစဉ်အောက်ကမဟုတ်ဘဲနဲ့ကစ်ပေါင်းစဉ်ခေါင်းစဉ်အောက်ကနေဖြစ်ပြီးတော့ နာဗီထိုးတက်နေကြဗန်ဒန်ဝိတန်းလည်းမဟုတ်ပဲဖေဒါဝိတန်းမှဖြစ်နေပြန်ပါလေနာဗီရဲ့ပြိုင်ဖက်အစ်စ်ကတော့ဂျပန်ဖိုက်တာဟီရီမီဝါချီမာဆိုသူပဲဖြစ်ပါလေသူကဂျပန်နာမည် GK1 အဖွဲ့အစည်းကနေလာတဲ့ဖိုက်တာတယောက်ဖြစ်ပြီးတော့ K1 ရဲ့စူပါဝိတ်ချန်ပီယံတဦးလည်းဖြစ်ခဲ့ပါလေ1ချန်ပီယံရဲ့ပြီးခဲ့တဲ့လတုန်းကမှဆာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးတော့1173ပြိုင်ပွဲကြီးမှာလူစားဝင်ဖိုက်တာအနေနဲ့ပွဲဥထွက်ထိုးတက်သွားရမှာလည်းဖြစ်ပါတယ် ဟီရိုမီဝချီမဟာဆိုရင်တော့အရက်မောင်း9ပီ17လမအထိရှိတဲ့ဖိုက်တာတယောက်လင်းဖြစ်ပါလေ။နာဘီအနေနဲ့ဖေဒါဝိတ်တန်အထိတက်ပြီးထိုးတက်မယ်ဆိုပြီးမဲ့ဂျိုင်ဖက်ထက်အရက်မောင်းအာသာချက်ရနေတော့မယ်ဖြစ်ပါလေ။ကစ်ပေါင်စင်ချန်ပီယံတဦးကိုကစ်ပေါင်စင်ခေါင်းစဉ်အောက်ကနေရင်ဆိုင်ရမှာဖြစ်တာကြောင့်နာဘီအတွက်ကတော့ထင်တယ်လို့လွယ်ကူမဲ့ပွဲစဉ်တစ်ပွဲမဟုတ်နေပါဘူး။ဂျီရိုမီဝါချီမာအတွက်ကတော့အင်ရှင်ပရိသတ်တွေရှိမှထိုးတက်ရမယ့်အာသာချက်တွေလည်းရှိနေခဲ့ပါတယ်။ နာဗီအတွက်ဒါကပထမဆုံးကစ်ပေါင်းစင်ပွဲစဉ်တော့မဟုတ်ဘူးဆိုပေမဲ့ကစ်ပေါင်းစင်အတွေ့အကြုံကတော်တော်လင်းလင်းနေပါလေဒီခေတ်ရဲ့စတင်ပါလတုံးမှာအိန္ဒိယအနာဟာချီနဲ့ထူးတက်တုံးကပွဲမှာဆိုရင်လေ no contest နဲ့အဆုံးတက်သွားခဲ့ရတာပဲဖြစ်ပါလေဒီပွဲမှာရောနာဗီအနေနဲ့အနိုင်ရလက်ရယူတွားနိုင်မလားဒါမှမဟုတ်ရင်ဂျပန်ဖိုင်တာကပဲအင်ရှင်ပရိသတ်တွေရှိမှာအနိုင်ယူပြတွားနိုင်မလားဆိုတာကတော့တကယ့်ကိုစိတ်ဝင်စားနဲ့စောင့်ကြည့်တွားဖို့လိုအပ်ပါလေ။ တစက်တည်းပြောရမယ်ဆိုရင်တော့လက်တလောပိုင်းမှာ117 trip ပြင်ပွဲကြီးအတွက်တွဲဆိုင်တွေကအပြောင်းလဲတွေဆက်တိုက်ဖြစ်ပေါ်နေခဲ့ပါလေကပလူပွဲခုနှစ်ပွဲအထိကြီးညာထားခဲ့တဲ့ဆိုပေမဲ့လည်းလာဘီနဲ့ဂျိုနာတန်ဟာကာတီတို့ရဲ့တွဲဆိုင်ကပြတ်သွားခဲ့ရသလိုရူရူနဲ့အနာတိုလီမန်လီခင်တို့ရဲ့တွဲဆိုင်မှာဆိုရင်လည်းလူကကားအက်ဆီဒင့်ကြောင့်နှုတ်ထွက်သွားခဲ့ရလို့ပွဲကပြတ်သွားခဲ့ရပါတယ်။တပြေးပြေးနဲ့ ဂျမ်ပင်ခက်ပက်လူပွဲတွေနဲတွားခဲ့တယ်လို့ပြည်သက်တွေစိတ်ဝင်စားတဲ့တွဲဆိုင်တွေကလည်းကြက်နေခဲ့ရပါတယ်။ဒါကြောင့်1173အပေါ်ပြည်သက်စိတ်ဝင်စားမှုကထင်တော့မြန်လာပအောင်မလားဆိုတာကလည်းဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မကြည့်ပွဲမှာအလီဘန်ရာဇာလော့ကိုပွဲသိမ်းပြမယ်ဆိုတဲ့ခရစ်ယာန်လီရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။1173ပြိုင်ပွဲကြီးမှာဆိုရင်တော့ခရစ်ယာန်လီနဲ့အလီဘရာဇာလော့တို့ရဲ့မြစ်ကြီးပွဲတွဲဆိုင်ကလည်းပါဝင်လာအောင်မှာဖြစ်ပါတယ်။ တူရကီဖိုင်တာအလီပါရာဇာလော့ဟာဆိုရင် ဖိုင်တာဘွားမှာလုံးဝရှုံးပွေးမရှိသေးတဲ့ဖိုင်တာတယောက်ပဲဖြစ်ပါတယ်။သူကဝမ်ချမ်ပီယံရှစ်ကိုရောက်လာပြီးပထမဆုံးပွဲမှာတင် OK ရင်းယူနဲ့ဂျာဖြတ်ချန်ပီယံခပ်ပတ်လူပွဲအနေနဲ့ရရှိခဲ့ပါတယ်။အဲ့ဒီပွဲမှာအလီပါရာဇာလော့ဟာအိုကီရီယွန်းကိုအနိုင်ယူနိုင်ခဲ့တယ်ဆိုပေမဲ့လည်းဝိပူနေခဲ့ရတာကြောင့်ဂျမ်ဖြတ်ချန်ပီယံတော့ဖြစ်မလာခဲ့ပါဘူး။ဒါပေမဲ့နောက်ပွဲမှာတော့ဝမ်ချမ်ပီယံရှစ်ဘက်ကသူ့ကိုချန်ပီယံလူပွဲစီစဉ်ပြီးခဲ့ပြီး ခရစ်ရှန်လီနဲ့ပွဲတည်ပြီးခဲ့ပါတယ်။ဒီခရက်နဲ့ဒီဇင်ဘာလတုန်းမှာဆိုရင်လေခရစ်ရှန်လီနဲ့အလီမရာဆာလော့တို့ဟာချန်ပီယံလူပွဲအဖြစ်ထူးတက်ခဲ့ကြပါတယ်။ဒါကတော့ခရစ်ရှန်လီအတွက်ပထမဆုံးပွဲပြန်လည်ထူးတက်တဲ့ပွဲစဉ်လေးဖြစ်ပါတယ်။ဒီပွဲမှာခရစ်ရှန်လီတင်းအောင်ပြိုင်ဖက်ကိုမတော်တဆမျက်လုံးနိုင်မိတွားခဲ့ရတာဖြစ်ပြီးတော့အလီမရာဆာလော့ကလည်းဆက်လက်ရှင်ပြိုင်နိုင်ခဲ့ခြင်းမရှိတော့တာကြောင့်ပွဲက no contest ဖြစ်သွားခဲ့ရပြီးအဆုံးသတ်သွားခဲ့ရပါတယ်။ အလီဘန်ရာဇာလော့ကတော့သူ့အနေနဲ့ချန်ပီယံခပ်ပကူချင်းချောက်နိုင်တဲ့ဖိုက်တာဆိုတာပထမပွဲမှာကလေးကတက်တီပြန်ထားခဲ့ပါလေ။ဒါပေမဲ့ခရစ်ယာန်လီအနေနဲ့ကလည်းမကြည့်ပွဲမှာအလီဘန်ရာဇာလော့ကိုပွဲသိမ်းပြမယ်ဆိုပြီးကြုံဝါလာခဲ့ပါလေ။ခရစ်ယာန်လီကတော့ပထမပွဲတုန်းကတော့ပဲသူပဲအသာစီးရရှိခဲ့တယ်လို့ယုံကြည်နေခဲ့ပြီးတော့ဒီဒီချိန်မှာတော့အားလုံးကိုအဆုံးတက်ပြီးမယ်ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါလေ။ သူကလည်းပြိုင်ဖက်ကောင်းဆိုပေမဲ့ပထမပွဲမှာကလေးကကျွန်တော်ပင်လွမ်းမှုနိုင်ခဲ့တယ်ဆိုတဲ့အချက်ကတော့အမှန်တရားပါပဲတကယ်တော့ပွဲကအချိန်တက်လာနေပြီဖြစ်ပြီးကျွန်တော်အနိုင်ရရှိဖို့အတွက်လည်းနှိဆက်နေခဲ့ပါတယ်အဲ့ဒီအချိန်ကျမှမော်တော်တဆမျက်လုံးနိုင်မိတဲ့အတွက်ပွဲကပြတ်သွားခင်ရတဲ့အထိဖြစ်ရသွားတော့ကတော့တကယ်ပဲစိတ်ပြတ်မိပါတယ်မကြည့်ပွဲကြရင်ပထမချီမာရင်ချုပ်ွက်နဲ့ပွဲသိမ်းပြဖို့အတွက်ပြင်ဆင်ထားပါတယ်ဒီဒီချိန်တော့ကျွန်တော်ရဲ့ထိတ်တောင်းတွေကိုကန့်ကွက်နိုင်မှာမဟုတ်တော့ဘဲ ွဲသိမ်းဖို့အချိန်9မိနစ်တောင်မလိုဘူးဆိုတာယုံကြည်ထားပါတယ်ဆိုပြီး Christian League ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်1173မှာ MMA မချီပွဲ2ပွဲမှာဆိုရင်တော့ Ruru နဲ့ Malikin တွဲဆိုင်ကပြတ်သွားခဲ့ရလို့ Christian League နဲ့ Aliban Razanlo တို့ရဲ့တွဲဆိုင်ပင်ကျန်ရှိတော့ပါတယ်။ဒါကြောင့်ဒီတွဲဆိုင်အပေါ်မှာပြစ်တက်တွေစိတ်ဝင်စားမှုကလည်းပိုပြီးတော့မြင့်တက်လာလိမ့်မယ်လို့ထင်ပါတယ်။မကြီးပွဲမှာပြတ်သားတဲ့ရလတ်တစ်ခုထွက်ပေါ်လာဖို့လည်းရှိနေခဲ့ပြီးအနိုင်ရလတ်ကဘဲဖိုက်တာအတွက်ဖြစ်မလဲဆိုတာ တကယ့်ကိုစိတ်ဝင်စားနဲ့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့အင်ဖြူတော်မှာကျင်းပမဲ့ UFC ပြင်ပွင့်ကြီးရဲ့နောက်ဆုံးရအခြေအနေတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လက်ရှိမှာတော့ပရိသတ်တွေကအင်ဖြူတော်မှာကျင်းပမဲ့ဆိုတဲ့ UFC ပြင်ပွင့်ကြီးနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုမြင့်တက်နေကြပါတယ်။ဒီပြင်ပွင့်နဲ့ပတ်သက်ပြီး American တမနာ Donald Trump နဲ့ UFC ဥက္ကဋ္ဌကြီး Dana White တို့နှစ်ဦးစလုံးက ထုတ်ဖော်ပြောဆိုထားခဲ့တဲ့ဆိုပေမဲ့ လက်ရှိအချိန်ထိတော့ပွဲကတည်ရန်ဝင်မဖြစ်လာသေးပါဘူး။ဒါပေမဲ့လက်ရှိမှာတော့အင်ဖြူတော်မှာကျင်းပမဲ့ UMC ပြန်ပွဲဖြစ်လာနိုင်တဲ့အချိန်ကိုတည်လာခဲ့ရပါပြီ။ဒီပြန်ပွဲကတော့တမနတော်နဲ့ထွန့်ရဲ့အသက်80နှစ်ပြည့်နှစ်မွေးနေ့မှာကျင်းပသွားမယ်ဆိုပြီးတော့ထွန့်ကိုယ်တိုင်ကပြောဆိုလာခဲ့ပါတယ်။ဒါကြောင့်ဒီပြန်ပွဲကြီးကတော့လာမယ့်နှစ်ဇွန်လ14ရက်နေ့မှာဖြစ်လာမယ်လို့အကြံပြင်းအပြင်မယူထားလို့ရနေပြီဖြစ်ပါတယ်။အင်ဖြူတော်မှာကျင်းပမဲ့ပြန်ပွဲဖြစ်တာကြောင့် လက်မဲ့ရောင်းချတာတွေပြိတက်တွေကိုဝင်ရောက်ချစ်ရှုခွင့်ပေးတာတွေကတော့လုံးမမဟုတ်ပါဘူးဒီပြိုင်ပွဲကိုဖိတ်ကြားထားတဲ့အဲ့ဒီတွေနဲ့အကြီးအကဲတွေအမှုပညာရှင်တွေလောက်ပဲတက်ရောက်ခွင့်ရကြမှာဖြစ်ပြီးတော့ပြိတက်တွေကတော့တိုက်ရိုက်ထုတ်လွှင့်တာကိုပဲကြည့်ရှုသွားရမှာဖြစ်ပါတယ်အင်ဖြူတော်မှာကျင်းပမဲ့ UMC ပြိုင်ပွဲကြီးမှာတော့ထိတ်တန့်ဖိုက်တန့်ကြီးတွေပါဝင်လာကြဖို့လည်းရှိနေခဲ့ပါတယ်အနာယူဖို့ကြီးညာထားခဲ့တဲ့ဂျွန်ဂျွန်းဟာဆိုရင်လည်း အင်ဖြူတော်ပွဲကြရင်ထုတ်တက်ခြင်းတဲ့အကြောင်းကိုတရားဝင်ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ဒါကြောင့်အင်ဖြူတော်ပွဲမှာဂျုံဂျုံပြန်လာတာကိုလည်းမြင်ရဖို့ရှိနေပါတယ်။ဂျုံဂျုံနဲ့ LS Paria တို့တွဲဆိုင်ကအင်ဖြူတော်ပြိုင်ပွဲမှာဖြစ်လာနိုင်ခြေရှိနေပါတယ်။သူတို့နှစ်ယောက်ရဲ့တွဲဆိုင်ကို BMF ကပတ်လူပွဲဒါမှမဟုတ်ရင်လည်း Super Fight တွဲဆိုင်အနေနဲ့စီစဉ်လာနိုင်ခြေရှိနေတာလည်းဖြစ်ပါတယ်။ နောက်ထပ်အင်ဖြူတော်ပြိုင်ပွဲမှာပေါဝင်လာနိုင်တာကတော့ UFC ပြိတက်အပီမှုအများဆုံးရရှိထားတဲ့ကော်နာပင်ဖြစ်ပါလေ UFC အနေနဲ့ဒီပြိုင်ပွဲကြီးမှာမပြီးဆုံးသေးတဲ့ကော်နာနဲ့ချန်ဒလာတို့ရဲ့တွဲဆိုင်ကိုပြန်ပြီးတော့အသက်သွင်းလာဖို့ရှိနေခဲ့ပါလေ Michael Chandler ကလည်း American နိုင်ငံသားတယောက်ဖြစ်တယ်လို့ကော်နာဟာဆွင်လဲပြိတက်အင်အားတောင့်ပီးတာ Fighter တယောက်ဖြစ်ပါလေဒါကြောင့်ဒီတွဲဆိုင်ကတကယ့်ကိုစိတ်ဝင်စားစရာတွဲဆိုင်လင်းဖြစ်လာဖို့ရှိနေပါလေ။ အင်ဖြူတော်မှာကျင်းပမဲ့ UMC ပြိုင်ပွဲကတော့ပါဝင်ချင်တဲ့ Factory အများအပြားရှိနေတယ်လို့ UMC အနေနဲ့လည်းပြိတက်အကြိုက်ဖြစ်မဲ့သွေးဆိုင်တွေကိုစစ်စစ်ပြီးတော့မှပွဲထုတ်လာဖို့ရှိနေပါတယ်။ဒါကြောင့်လာမယ့်နှစ်ထဲမှာကျင်းပမဲ့ UMC အင်ဖြူတော်ပြိုင်ပွဲကြီးကဒီချပေါက်လက်လွတ်မခံတင့်တဲ့ပြိုင်ပွဲကြီးလည်းဖြစ်လာဖို့ရှိနေပါတယ်။ဟုတ်ကဲ့ပါ။ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုအားပေးနေတဲ့ပြိတက်တူတူတောင်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်။ လာမယ့်နေ့ရက်ဒီမှာဆိုရင်လည်းအာကစားလောကကစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုထမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဆောင်မြောကြည့်ရှုအားပေးဖို့ဒီကနေ့အားလုံးကိုနှွေးထွေးစွာဖိတ်ခေါ်ချင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။